မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့အိဇဲနဲ့ပေါင်းချဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနံပါတ်စဉ်တွေအော်တိုတက်တဲ့နေလေးကိုပြောပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်ပေါင်းချတစ်ဆောင်းဆန်းပြီးတော့ဖြတ်လိုက်မယ်ကျွန်တော် quantity လေးထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီမှာ input number 1002ဖြစ်ပါတယ်ကျွန်တော် save နဲ့လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ save သွားပြီ1003ဖြစ်သွားပြီပဲဖြစ်ပါတယ် database ထဲမှာလည်းဒီမှာ1002 save သွားပြီပဲဖြစ်ပါတယ်အဲ့လိုပုံစံလေးကိုကျွန်တော်အစအနေဆုံးပြောပြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာလုတ်ပြီးသားဆိုတော့ကျွန်တော်လုတ်ပြီးသားလေးတွေကို ကျွန်တော်ပြန်ဖြတ်လိုက်မယ်ကျွန်တော်ဒါလေးတွေကိုအရင်ဆုံးပြန်ဖြတ်လိုက်မယ်ဖြတ်လိုက်မယ်ပြီးတော့ကျွန်တော်ဘာဖြတ်မလဲဆိုရင် formula တွေက name manager တွေမှာကျွန်တော် in point number ဆိုတာရှိပါတယ်အဲအားလေးကိုလည်းကျွန်တော်ပြန်ပြီးတော့ဖြတ်လိုက်ပြီဖြတ်ပြီးတော့ကျွန်တော်အစားအနေဆုံးဖန်တီးပြပေးမယ်အဲတော့ကျွန်တော်တို့ in point တွေကိုသွားမယ်အရင်ဆုံးကျွန်တော်တို့ကဒီမှာ name in point number ပေါ့ကျွန်တော်တို့ဒီမှာတော့ကိုချိုက်ကျွန်တော်ရေးလို့ရတယ် name in point number ကျွန်တော်အတိအောင်လို့ရေးထားလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့နောက်တစ်ခုက name rate ပေးရမှာဖြစ်ပါတယ် name rate ပေးနေရတော့ကျွန်တော်တို့ကရိုးရိုး name rate ပေးနေမှာဟုတ်ဘူးဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဘယ်လိုပေးရမလဲဆို ရင်ကျွန်တော်တို့ဖော်မြူလာတွေကိုသွားမယ် name manager တွေကိုသွားမယ်အဲဒီမှာမှ new ကိုနှိပ်မယ်ကျွန်တော်ကဒီမှာ invoice number ဆိုပြီးတော့ပဲကျွန်တော်ရိုက်လိုက်မယ်ရိုက်ပြီးတော့ကျွန်တော်တို့ကဒီနားလေးမှာတော့ကျွန်တော်တို့ကဒါလေးကိုတော့ကျွန်တော်တို့မှတ်ထားပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘယ်ဖော်မြူလာသုံးမလဲဆိုတော့ offset formula သုံးမှာဖြစ်ပါတယ်ညီများချင်း o f f s e t offset ပြီးရင်ကျွန်တော်တို့ကဘာကိုရေးရမလဲဆိုရင်ကျွန်တော်ခေါင်းစဉ်ကိုရေးရမယ်ပြီးရင်ကျွန်တော်ဘာမှလုပ်เสียမလို့ဘူးပြီးရင် comma ခန်းရမယ် နောက်တစ်ခုက1ရေးရမယ်ပြီးရင် comma နှစ်ခါခံရမယ်ပြီးတော့ COUND ကောင်း A ဆိုတာရေးရမှာဖြစ်ပါတယ်ပြီးရင်ကွင်းဖွင့်မယ်ကွင်းဖွင့်ပြီးတော့ကျွန်တော်တို့ column A ရနေကျွန်တော်တို့ဒီမှာခေါင်းစဉ် A ရနေပေါ့ခေါင်းစဉ် A ရနေအောက်ထိရေးလိုက်မယ်ရေးပြီးတော့ဒီမှာ6နေရာမှာကျွန်တော်တို့ကဘယ်လောက် row ထိစိတ်ရှင်တာလဲ1000ဆိုရင်1000 1000ဆိုရင်1000ကျွန်တော်တို့ဒီမှာရေးလို့ရပါပါတယ်ကျွန်တော်ကတော့ဒီမှာ9999အဲ့လောက်ထိရေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကွင်းပြန်ပေးမယ်ပြီးရင်ကျွန်တော်တို့ bind နဲ့1ခံရမှာဖြစ်ပါတယ်ပြီးရင်တော့ comma ပြီးရင်1ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကွင်းပေးလို့ရပါတယ် ျွန်တော်တို့ formula ရေးထားတဲ့ formula မှန်လားမမှန်လားသိရှင်နေဆိုရင်ကျွန်တော်ပထမဆုံးတက်နေမယ်ပြီးရင်၈တက်လေးနေလိုက်မယ်၈တက်ဆိုတာလေးနေလိုက်မယ်၈တက်လေးနေလိုက်လို့ကျွန်တော်တို့ကဒီမှာဒီတိုင်းလေး run နေတယ်ဆိုရင်ကျွန်တော်တို့ရေးထားတဲ့ formula ဒီမှန်တာပဲဖြစ်ပါတယ်အဲ့တိုင်းမပေါ်ဘူးဆိုရင်တော့ formula ကမမှန်သေးဘူးဒီကြားလေးပြန်ပြင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီ formula လေးကိုရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်တို့ offset formula လေးအရင်ဆုံးသုံးလိုက်မယ် OFF SAT offset offset မှာပထမဆုံးက reference ဆိုတာလာတာဖြစ်ပါတယ် reference ဒီကျွန်တော်တို့ကဒီမှာ column A ကိုကျွန်တော်တို့ကဒီမှာခေါင်းစဉ်ကိုယူလိုက်တာဖြစ်ပါတယ် ေါင်းစဉ်ကိုရွေးလိုက်တယ်။ရွေးပြီးတော့ကျွန်တော်တို့ကဘာခံလဲဆိုရင်ဒီမှာ rose ဖြစ်ပါတယ်။ rose ကကျွန်တော်တို့ကအောက်တချောင်းဝင်စင်းသောမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က one ခံတာဖြစ်ပါတယ်။ကျွန်တော် one ရေးတယ်ပြီးရင်တော့ call column column ကြတော့မလိုတဲ့အတွက်ကျွန်တော်တို့က column ကိုဒီမှာဟို double count တစ်ခါနဲ့ခံလိုက်တာဖြစ်ပါတယ်။ပြီးရင်တော့ high high မှာကြတော့ကျွန်တော်တို့ကဒီမှာရှိတဲ့အရင်အတွက်ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကောင်းအင်းနဲ့ကျွန်တော်တို့ကရွေးရတာဖြစ်ပါတယ်။ကောင်းအင်းနဲ့ရွေးတဲ့အခါမှာကျွန်တော်တို့ကဒီကနေဒီထိရွေးတယ်။ရွေးပြီးတော့ကျွန်တော်တို့ကဒီမှာဟိုခေါင်းစဉ်ပါနေတဲ့အတွက်ကျွန်တော်တို့က -1 ပြန်လုပ်တာဖြစ်ပါတယ်။ ယ်ပြီးရင်တော့ wish wish ကတော့ column banner column ကျွန်တော်တို့က name ပေးနေတာလေကျွန်တော်တို့ကတစ် column နဲ့ဖြစ်တဲ့အတွက်1ရိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ formula လေးပေးပြီးတော့ name integer ကျွန်တော်တို့ကပြုလုပ်တာဖြစ်ပါတယ်ဒီ formula လေးကိုမှတ်ထားတယ်ဆိုရင်ကျွန်တော်တို့ရတယ်အဲဒါဆိုရင်ကျွန်တော်တို့က name ရဲ့ formula တက်တဲ့က name integer တွေကိုသွားကြည့်တယ်ဆိုရင် invoice number ဆိုပြီးတော့ပေါ်နေပြီဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကလုပ်လို့ရပြီ invoice ကိုသွားမယ်နေ invoice number မှာကျွန်တော်တို့ကဘယ်ဟာသုံးပေးရအောင်လဲဆိုရင် if error လေးသုံးပေးရမှာဖြစ်ပါတယ်ညီများရှင် if error if error လေးသုံးမယ် if error သုံးပြီးတော့ကျွန်တော်တို့ကဟို100တူပြီးရောင်းရင်1003ဖြစ်စင်တာဖြစ်ပါတယ်အဲ့တော့သူကအရင်ဆုံးဒီ day ကနေလာစင်မှာဖြစ်ပါတယ်ဒီ day ကနေအကြီးဆုံးတန်ဖိုးကိုအရင်ဆုံးယူမှာဖြစ်ပါတယ်အကြီးဆုံးဆိုတော့ကျွန်တော်တို့ကဘာနဲ့စင်မှာလဲဆိုရင်ဒီဆဲမှာ map fashion ဆိုတာရှိပါတယ် mah pack match ပေါ့အမြင်ဆုံးအကြီးဆုံးပေါ့ဘယ်တွေကအကြီးဆုံးလဲဆိုတော့ကျွန်တော်တို့ခုနောက်က name တွေပေးထားတယ်ကျွန်တော်တို့က invoice number ဆိုပြီးတော့ name တွေပေးထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးတော့ဂွင်းပြန်ပေးမယ် ကွင်းပြတ်ပြီးတော့ in point number in point number တွေကအကြီးဆုံးကိုကျွန်တော်တို့ကပါပေါင်းမလို့ဆိုတစ်ပေါင်းမှဖြစ်ပါတယ်တစ်ပေါင်းမှကျွန်တော်ကနံပါတ်ကအစင်လိုက်ဖြစ်သွားမှဖြစ်ပါတယ်ပြီးရင်တော့ comma ခံမယ် balloon if error balloon if error ဆိုတာကကျွန်တော်တို့ကအပေါ်မှာတပိုးတွေကျွန်တော် in point number တွေမရှိဘူးဆိုရင် in point number ကပါထားရှင်းတာလေကျွန်တော်က1001ပဲကျွန်တော်တို့ကထားလိုက်မယ်1001ပြီးရင်ကွင်းပိတ်ပြီးတော့ enter ခောက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ1003ဖြစ်သွားပြီပဲဖြစ်ပါတယ်ဒီထဲမှာရှိတာဒီ1002ဒီထဲမှာတွေနောက် in point number က1001 Directory ဖြစ်ပါတယ်ကျွန်တော်အဲ့တိုင်းဆိုရင်ရသွားပြီပဲဖြစ်ပါတယ်အကယ်၍ database tag ကကျွန်တော်ဒီ endpoint number တွေကိုဖြတ်လိုက်တယ်ဆိုရင်သူကဘယ်လိုပြမလဲဆိုရင်1001နေစတယ်လို့ပြမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့မှန်သွားပြီပဲဖြစ်ပါတယ်ကျွန်တော်ကဒီမှာဟိုသူ့ရဲ့ endpoint number လေးပဲကျွန်တော် ပြန်ထည့်ထားလိုက်မယ်1002ဒီကျွန်တော်ထည့်ထားလိုက်မယ်ပေါ့ အထည့်ထားလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ1003ဖြစ်သွားပြီပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီမှာဆေးလိုက်တာနဲ့ကျွန်တော်တို့ကဒီနောက်ထဲမှာဆေးသွားမယ်ဆိုတော့ဟိုဒီပုံစံလေးကတော့ကျွန်တော်ရရှိဗီဒီယိုလေးမှာပြောပြခဲ့ပြီးသွားပြီပဲဖြစ်ပါတယ်။ကျွန်တော်ရ YouTube Channel မှာရောကျွန်တော် TikTok Channel မှာရောအကုန်လုံးတင်ထားပြီးရဲဖြစ်ပါတယ်။အဲ့အရလေးတွေမလောက်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့သွားကြည့်လိုက်ပါ။ကျွန်တော်ကတော့ဒီမှာဘာထပ်တူထားလဲဆိုရင်ဒီတစ်ခုဒီတစ်ချောင်းလေးပဲထပ်တူထားတာဖြစ်ပါတယ်။အဲ့တစ်ချောင်းလေးကိုပြန်ဖြတ်လိုက်မယ်။ကျွန်တော်တို့ဒီပုံစံတိုင်းလေးအစနွားရှိမှာဖြစ်ပါတယ်။ Invoice တွေမှာကျွန်တော်ဒီ Clear Corner အောက်မှာကျွန်တော်တို့ကဘာရေးမလဲဆိုရင် ကျွန်တော်တို့ကနံပါတ်အစင်လိုက်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှာဒီမှာကျွန်တော်တို့ရှိတဲ့နေရာ endpoint number က K4 ဖြစ်ပါတယ်ဒီမှာ K4 ဖြစ်ပါတယ် K4 ကိုအရင်ရေးရမှာဖြစ်ပါတယ် K4 မှာဘယ်တန်ဖိုးလာထည့်မလဲဆိုရင်ကျွန်တော်တို့ကဒီမှာ C7 တန်ဖိုးလာထည့်မှာဖြစ်ပါတယ်အဲ့တော့ developer တဲ့က PC တွေ PC တွေကိုသွားမယ်ကျွန်တော်တို့ကဒီမှာ sheet 3ဖြစ်ပါတယ် sheet 3ကဘာလို့ရေးတာလဲဆိုရင်ကျွန်တော်တို့ကဒီမှာ invoice ဖြစ်ပါတယ် invoice ရဲ့ sheet ဖြစ်တဲ့အတွက်ဒီ2ရဲ့ sheet မှာ sheet 3ဖြစ်ပါတယ်အကယ်၍မိတ်ဆွေက invoice ရဲ့ sheet မှာကျွန်တော် sheet 4ဖြစ်ရင်ဖြစ်မယ် sheet 5ဖြစ်ရင်ဖြစ်မယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ sheet ရဲ့နာမည် ရှိ5ရေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာရှိ2ဆိုတော့ဒီမှာဆဲကွက်တွေကိုကျွန်တော် range နဲ့ရေးပါတယ် range ကိုမှကျွန်တော်တို့ကဘယ်ဟောအရင်ရင်းပါလဲကျွန်တော်ကဒီမှာ K4 ဖြစ်ပါတယ် K4 နေရာမှာကျွန်တော်ကဘာတန်ဖိုးထည့်မလဲဆိုရင် K4 ပြီးရင် double quote ပြန်ပေး dot balloon K4 ရဲ့တန်ဖိုးမှာညီမရချင်းဘာတန်ဖိုးထည့်မလဲဆိုရင် sheet 3ပဲဖြစ်ပါတယ် sheet 3တဲကကျွန်တော်က range ဘာတန်ဖိုးလဲဆိုတော့ ျွန်တော်ကဒီမှာဟို C7 တန်ဖိုးဖြစ်ပါတယ်။ C7 တန်ဖိုးလာထဲမှာဖြစ်ပါတယ်။အဲတော့ C7 ပြီးရင် double ကိုပြန်ပေး dot balloon ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတိုင်းဆိုရင်ရသွားပြီဖြစ်ပါတယ်ကျွန်တော်ဒီဘောကကုတ်ဒီတော့မချင်းများတော့ပါဘူးကျွန်တော်ချိတ်ဗီဒီယိုတွေမှာကျွန်တော်အစအနေဆုံးပြပြပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတကြောင်းလေးထပ်တိုးပြီးတော့အဲ့တိုင်းစိတ်လိုက်တယ်ဆိုရင် in point number ကအလိုလို ပြောင်းသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ invite လေးတစ်ခုပြန်ဖြတ်မယ်ကျွန်တော် item လေးတွေရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့ကဒီမှာ quantity လေးထည့်လိုက်မယ်ပေါ့ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့စိတ်မယ် database ထဲမှာ1003မရှိသေးဘူးဒီမှာကျွန်တော် endpoint number 1003ဖြစ်ပါတယ်ကျွန်တော်တို့ save လိုက်မယ် save လိုက်တယ်ဆိုရင်ဒီမှာ save successful လေးပြတယ်ပြပြီးတော့ဒီမှာ1004ပြောင်းသွားပြီပဲဖြစ်ပါတယ် database ထဲမှာ1003 save သွားပြီပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ endpoint number ကိုကိုကရက်ထည့်ဆရာမလို့ပဲね endpoint number အလိုလိုပြောင်းတဲ့နေကိုလုတ်တက်သွားပြီပဲဖြစ်ပါတယ်ဒါလေးကိုစမ်းကြည့်ကြပါအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်